ကျွန်မကိုရေနဲ့ပတ်တာရက်လိုက်တော့ Charles ရေကနည်းနည်းလေးပါဖီဖီကမင်းပြော်သွားမှာပါကျွန်တော်တို့ကန်းချီနဲ့မနီမိုရီနာကပင်လယ်နှစ်ပိုင်းလေးနာမှာပျော်ရွှင်စွာပဲရှိကူးနေခဲ့ကြပါတယ်ကျွန်တော်ရဲ့ကောင်မလေးကိုချိန်လိုက်တဲ့အချိန်မှာသူမရဲ့နေလာကရုတ်တရက်ထူဆန်းနေတာကိုတွေ့လိုက်ရပါတယ် Charles ကျွန်မချောက်ကိုဆွဲနေရရက်လိုက်တော့နော်အဲ့ဒါကိုမဟုတ်ဘူးဖီဖီရုတ်တရက်သူမကဆိုရှယ်ဆော့အွန်လိုင်းပြီးတော့ရှင်းလိုက်ကြရဲမှာပျောက်သွားခဲ့ပါတယ် ကျွန်တော်တူမကိုလိုက်ရှာခဲ့ပေမဲ့တူမကချက်ချင်းပြောက်သွားခဲ့ပါတယ်။ကျွန်တော်အော်ဟစ်ကအကူအညီတောင်းလိုက်ပြီးတော့တရားကူညီကြပါအောင်။ကျွန်တော်အနာတဝိုင်းမှာအရေးမကြီးကူခတ်နေတာကိုကျွန်တော်မျက်လုံးထောင်ကနေတွေ့လိုက်ရပါတယ်။ပင်လယ်ရေအောက်ကမှောင်မဲနေခဲ့ပြီးတော့ကျွန်တော်ကောင်မလေးကိုလည်းရှာမတွေ့ရကြောင်းကျွန်တော်ကြောက်လန့်လာခဲ့ပါတယ်။ရေထဲကအရေးမကြီးကလည်းတစားတစ်တစားကျွန်တော်စီကိုနီးကပ်စွာကူခတ်လာခဲ့ပါတယ်။ယုတ်တရတရားရောက်ကကျွန်တော်လက်ကိုဆွဲပြီးတော့ရှင်မြင့်တဲ့ပြင်ပေါ်ဆွဲခေါ်သွားတာကိုခန်းစားလိုက်ရပါတယ် ျွန်တော်ရှင်ရဲမှာရုံးကန်နေတာကိုလီတစင်းကတွေ့သွားတာကြောင့်ကူညီပြီးတော့သူတို့လေပေါ်ကိုဆွဲခေါ်ခဲ့တာပဲဖြစ်ပါတယ်။ဟဲ့လူခမဆင်ပြေရလား။ဘာရဖြစ်သွားတာလဲ။ကျွန်တော်ကောင်မလေး၊ तू ရှိတော့ဘူး။ကျွန်တော်ရေကူးနေနေနဲ့ तू ပြောက်သွားတာ။သိအေးထားပါ။ကျွန်တော်တို့ခမကောင်မလေးကိုရှာပေးပါမယ်။သူတို့ကန်းချီဆောင်တစ်ဖွဲ့ကိုခေါ်ကရှာဖွေခဲ့ကြပါမယ်။ဘယ်လိုပဲရှာဖွေပါစေ၊သူမကိုဘယ်မှမရှာမတွေ့ရအောင်နောက်ဆုံးမှာတော့ဆက်လက်တမားရီနဲ့ကန်းချီဆောင်အဖွဲ့ကကျွန်တော်ကိုအယူတယောက်လိုကြည့်နေခဲ့ကြပြီးတော့ကျွန်တော်အဲ့ဒီချိန်မှာလုံနိုင်တဲ့အရာတစ်ခုကတော့အဲဒီကနေလှည့်ထွက်ခဲ့တာပါပဲ။ ကျွန်တော်လက်မလျှော့ခဲ့ပဲရဲရီစီကိုတိုက်ရိုက်သွားခဲ့ပြီးတော့လူပြောက်တိုင်ကြခဲ့ပါတယ်။သူမနာမည်ကနန်စီဖြစ်ပြီးတော့ကျွန်တော်တို့အပြော့ခီးထွက်ပြီးတော့ကမ်းခြေမှာရှိကူးတဲ့အချိန်သူမကရုတ်တရက်ပျောက်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုရဲရီကိုပြောပြခဲ့ပါတယ်။ရဲရီကကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာကိုမှတ်တမ်းတင်ခဲ့ပြီးတော့ကျွန်တော်ရက်စကန်ကနေထွက်လာတဲ့အချိန်မှာအရှောင်းအံ့ဩသွားခဲ့ရပါတယ်။သူမကအံ့ဩနေတဲ့မျက်နှာထားနဲ့ကားလိုင်းတစ်ဖက်ချမ်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်နေရလဲ Charles ဘာလို့ရက်စကန်အောင်ရောက်နေရလဲ။ကျွန်မရှင့်ကိုနေရာအနှက်လိုက်ရှာနေရ။ဘာဘာဖြစ်နေရလဲ ျွန်တော်ကြောက်လန့်ခဲ့ပြီးတော့သူမကိုမိကုန်နေစတဲ့မင်းနေခဲ့ပြီးမယ်။သူမကပြန်မပြေခဲ့ပါဘူး။သူမခေါင်းတွေပြင်းပြင်းထန်ထန်ကိုက်နေခဲ့ပြီးတော့စိတ်တွေလည်းရှုပ်ရှင်းနေခဲ့တယ်လို့ပြောလာခဲ့ပါတယ်။ကျွန်တော်တို့ဟိုတယ်ကိုအမြန်ပြန်လာခဲ့ကြပြီးတော့သူမစီကအဖြစ်တစ်ခုပြင်ကြရဖို့မျှော်လင့်နေခဲ့ပါတယ်။ကျွန်တော်တို့အခန်းလေးကိုပြန်ရောက်တဲ့အချိန်မှာသူမပုံစံကပြင်းမနေတဲ့ပုံပေါက်တာကြောင့်ကျွန်တော်တို့ဒီတညတော့အိပ်ဖို့ဝယ်ဆုံးပြခဲ့ကြပါတယ်။ကျွန်တော်တို့အခန်းကရေရင်းနဲ့ပြည့်နေခဲ့ပြီးတော့ရေချိုးခန်းတွေကဘေးစင်ကရေကြောင်ကိုကျရတာကြောင့်ကျွန်တော်အမြန်ပြေးပြီးတော့ပြိတ်ခဲ့ပါရတယ်။ ကျွန်တော်နှလုံးရင်ခုန်နေခဲ့ပြီးတော့ကျွန်တော်ကောင်မလေးကိုနှိုးကိုတူမနာကိုဖြေးသွားတဲ့အချိန်မှာတူမကအေးဆေးပဲအိတ်နေခဲ့ပါတယ်။နန်စီမင်းပါတွေဖြစ်နေရလဲမင်းကပါလေ။တူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကရေရက်တွေကထွက်လာခဲ့ပြီးတော့အခြေကုန်တွေနဲ့ပြည်နေတဲ့သတ္တဝါတစ်ကောင်ဖြစ်ကိုပြောင်းသွားခဲ့ပါတယ်။မျက်စံတစ်ခုလုံးကလည်းမင်းနဲ့နေခဲ့ပြီးတော့ပစက်ကလည်းငါးတစ်ကောင်မျိုးဖြစ်ကခြေကုန်တွေကမိခိုးစင်းအောင်ပြောင်းနေခဲ့ပြီးတော့ရှုပ်ပွားပြီးတော့မင်းနဲ့နေတဲ့စပင်အရှိကြီးတွေနဲ့ကြောက်စရာလူသေးချုံကြီးတွေထွက်လာတာကျွန်တော်စီကိုခုံအောင်လိုက်ပါတယ်။ ကျွန်တော်တကားကနေစဉ်ကြနေကိုပြေးသွားခဲ့ပြီးတော့ဟိုတယ်ကရဲ့တကားကနေဝေးတဲ့လူရောင်ဆက်ပြေးနေခဲ့ပါတယ်။အဲဒီနောက်ကျွန်တော် brain box တကားကနေပြင်ကြည့်လိုက်တဲ့အချိန်မှာနန်စီကမုံဖြစ်တယ်လို့မျိုးအိမ်အပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်ဆက်ရှုပ်သွားခဲ့ပြီးတော့ကျွန်တော်မျိုးလုံးတွေကိုပိုကားပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ခြောက်ခြားနေတာကြောင့်ထင်းအောင်ထင်းမာရီဖြစ်နေတယ်လို့ပဲတွေ့ခဲ့ပါတယ်။ Charles ရှိပြေးတောင်းနေရလဲပြန်လာခဲ့။နောက်ဆုံးမှာတော့ကျွန်တော်တကားကိုဖွင့်လိုက်ပြီးတော့ပြောင်းဝင်သွားခဲ့ပါတယ်။ Charles ဘာလို့ထွက်ပြရလဲဘာဖြစ်လို့လဲရှင်အိမ်မဆိုးတွေမတ်နေရလားဟုတ်တယ်ကိုအိမ်မဆိုးတွေမတ်နေရကျွန်တော်မျိုးလုံးတွေကိုပို့လိုက်ပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်အိမ်မထဲကလို့ရှင်ရီနဲ့ဘာလက္ခဏာအောင်မတွေ့ရတော့ပါဘူးချားတရရောက်ကသာကျွန်တော်မြင်ခဲ့သလိုမျိုးမြမခင်မယ်ဆိုရင်လည်းအိမ်မလို့ပဲထင်ကြမှာပါရှင်အတွေ့ရှင်တော့အောင်ကျမတို့ရှေ့ထက်သွားကုသင့်နေတယ်နဲဒါဝကိုစိတ်တွေလုံးဝရှင်တော့အောင် ရှေ့ထက်ကုကြမယ်ဒီလိုနဲ့ကျွန်တော်တို့ပင်လယ်ဘက်ကိုသွားပြီးတော့ရှေ့ထက်သွားကုခဲ့ကြပါတယ် မယ်လို့ပဲဘမုံဖြစ်တော့တာကြောင့်ကျွန်တော်ပို့ပြီးတော့စိတ်သက်သာရရလာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဖြည်းဖြည်းချင်းပဲကန်းချီကနေခဝင်းဝေးကိုကူးကက်သွားတဲ့အချိန်မှာတစုံတစ်ခုကကျွန်တော်ကျွန်တော်ကိုပုတ်တိုက်သွားတာကိုခံစားလိုက်ရပါတယ်။ကျွန်တော်နောက်တစ်ချိန်ခံစားလိုက်ရတာကြောင့်အောက်ကမူကြည့်လိုက်တဲ့အချိန်မှာအရှိမဲကြီးကကျွန်တော်နားမှာကူးကက်နေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်ဆိုရင်တော့အကြောင်းနန်စီကိုတစ်ချက်ကြည့်လိုက်ပြီးတော့နန်စီဘာဖြစ်နေလဲမသိဘူးကျွန်တော်စကားမဆုံးနိုင်ခင်မှာပဲသူမရဲ့ကြောက်စရာကောင်းတဲ့မိန်းမကြီးကိုတွေးလိုက်ရပါတယ် သူမကကြောက်စရာကောင်းစွာပြောနေခဲ့ပြီးတော့ကျွန်တော်အဝေးကိုထုံမပြေးနိုင်ခင်မှာပဲကျွန်တော်ရဲ့လက်ကိုဆွဲကရှီယောင်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်ကျွန်တော်ရုံးကန်လေးရှီယောင်ထဲကိုရောက်သွားလိဆိုတဲ့ခန်းစားချက်မျိုးကိုခန်းစားခဲ့ရပြီးတော့ကျွန်တော်ရဲ့လက်ကောက်ဝတ်ကိုဆွဲကင်ကရှီထဲကိုဆွဲချလိုက်ပါတယ်ကျို့ငါ့ကိုလို့ဘာဖြစ်နေရလဲဒါပေမဲ့သူမကမလို့ပဲနဲ့ပုံနဲ့တဲ့နေရာတိကိုခေါ်သွားခဲ့ပါတယ်ကျွန်တော်ရဲ့အမိလေးစတင်ငွေဝါလာခဲ့ပြီးတော့မကောင်းဆိုးသောပုံစံကြောက်စရာတတဝါကြီးကသမုတ်တရာရဲ့ရင်းနှီးထဲကြီးကိုဆွဲခေါ်သွားခဲ့ပါတယ် ။နောက်ရောက်ရိတ်တွေကကျွန်တော်တို့နားမှာလှည့်ပက်နေတာကိုမြင်ခဲ့ရပြီးတော့ကျွန်တော်ရှင်မြင့်နေပြင်ကိုနောက်ချိန်မမြင်ရတော့ဘူးဆိုတာသိခဲ့ပါဗျ။ကျွန်တော်နားကအရေးတွေကပုံပုံပြီးထင်ရှားလာခဲ့ပြီးတော့ဒါတွေကနန်စီလိုမျိုးကြောက်စရာသက်တော်ဝါရီဖြစ်တယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါဗျ။နောက်တစ်ချိန်မှာတော့အပြစ်မဲ့တဲ့ရေကူးသူတွေကိုသူမရဲ့ထောင်ချောင်ထဲကိုဆွဲခေါ်ဖို့အတွက်သူမကိုကျွန်တော်ကူညီရမယ်လို့ပဲထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။